ဒီဝီရကောင်မအပြုလို့ယုံနေတော့လည်းရှိသေးတယ်ပေါ့။ဒီဝီရဟာမှမယေကြီးကိုရိုက်ခိုင်းတာမျိုးတွေပါရှိတယ်။မြောက်ချာငါ့ကိုပဲတက်တက်လှုပ်ချစ်နေတာ။ အာနေရာစိတ်ဝင်စားစရာမှမကောင်းတာတော့အခုချိန်မှာငါမျိုးကိုကြည့်လိုက်ရတဲ့အချိန်မှာနေရာတော်တော်ယုတ်ဆိုးတာပဲတော့အဲ့သူ့ရဲ့အပြိုစံဘဝကိုကိုကြီးကိုပဲပေးလိုက်ရတာဆိုတာကိုယုံတာတော့အားလုံးပဲမင်္ဂလာပါဇင်လီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်အခုဇင်လီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့အိမ်တော်ရှိတဲ့အမျိုးသမီးတိုင်းလုံဝကိုတတိထားရမယ့်ဒါဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင့်ဒီဗီဒီယိုဖိုင်ထဲမှာဆိုလို့ရှိရင်တော့ဦးလေးကြီးကနော် KTB ကကောင်မလေးနဲ့နော်သူကညီဆုံးပြီးတော့ဒါအေးကြိုက်သွားတာရှင့်သူ့မှာကာမပိုင်မိန်းမရှိရတဲ့နဲ့နော်ဒါဖောက်ပြန်တာရှင့်ပြီးတော့လေကောင်းကောင်းကင်ကင်မိန်းမလား ားဆိုတော့လည်းမဟုတ်ဘူးเนาะ KDB ကကောင်းပါရှင့် KDB ကကောင်းမကိုအန်းနဲ့အပြင်တော့သူကဒီမိမကိုပါတရားဝင်ယူခြင်းသေးရရှင့်အဲ့လိုမျိုးယောက်ျားတွေကလည်းတတ်တတ်ကိုရှိတာเนาะဒီလိုမျိုးယောက်ျားတွေကတော့မိမကောင်းနဲ့မတန်အောင်ရှင့်သူတို့နဲ့တန်ရတန်ရမိမတွေနဲ့ပဲတန်နေရှင့်နောက်ဆုံးတော့သူ့ရဲ့ဖြစ်ရက်ကတော့ HIV ဖြစ်ပြီးတော့ဒီမယားကြီးရှိကိုပဲသူပြန်လာရတာရှင့်ဒါကိုအမတယောက်ကဘူတုဒအနေနဲ့ပြန်ပြောထားတာရှင့်ဒီ view file လေးကိုလည်းအတူတူနားထောင်ကြည့်လိုက်ကြရအောင်เนาะ ဒီနေ့မျိုးသမီးတယောက်ကအမျိုးသမီးတယောက်ဆိုတာအမားကြီးတယောက်ကပေါ့နော်သူရင်ဖွင့်ထားတဲ့ဟာလေးပြပြချင်တာဘာဒီရမှာသူ့ရဲ့ယောက်ျားကအမြဲတမ်း KTV လို့မှဆက်တူသွားတယ်ဘာဒီရမှာအဲ့မှာမှဘလို့ဖြစ်တော့ဆိုတော့ KTV ကမိန်းမနဲ့သူညှိတယ်ပေါ့ညှိတဲ့အချိန်မှာအဲ့ဟာမလေးကလည်းအဲသူယောက်ျားကိုပြောထားတာသူကတည်ရမလားဒီမှာပဲအပြူလိုလိုပါလို့ပြောထားတာကွာတည်ရမလား KTV ကောင်မအောင် အပြူလိုယုံနေတော့လည်းရှိသေးတယ်ပေါ့ အဲ့လိုပြောထားပြီးအမြင်နဲ့မှသူ့မှာခလေးနှစ်ယောက်ရှိရဲ့အဲ့ခလေးနှစ်ယောက်ရှိမှအမြင်နဲ့မဲ့သူကအဲ့လိုမသွားပါနဲ့လို့ပြောရင်ရိုက်တယ်နှိပ်ဆက်တယ်ပြီးတော့အိမ်မှာရှိသမျှပတ်စံတွေယူသွားပြီးအန်းနာပေါ့ဖုန်းတွေဝယ်ပေးတာမျိုးအခန်းဟိုဘယ်လိုပြောရမလဲဆိုတော့အဲ့ကောင်မနဲ့ကွာတည်ရမလားအတူတူနေဖို့အခန်းနေပါလေတော့မှပဲဝယ်တာပြုတာမျိုးဖြစ်တယ်ကွာလာတော့မကွာဖြစ်သေးဘူးပေါ့အဲ့ဒီအချိန်မှာတော့ အရာနဲ့အမြဲတမ်းပဲအဲ့ဟို KTV ရဟာမှာမယေကြီးကိုရိုက်ခိုင်းတာမျိုးတွေပါရှိတယ်။မယေကြီးကဖုန်းတွေပါလန်းလန်းဆက်ပြီးပြန်မလာသေးဘူးလားပါဖြစ်တယ်ညာဖြစ်တယ်ဆိုရိုက်ခိုင်းတာမျိုးတွေပါရှိရပေါ့။တရက်ဟာကျတော့သူကအဲ့ KTV ထီကိုအဲ့မယေကြီးကတွားပြီးတောင်းမှန်တာနော်။အဲ့ဒါတော့မှပဲသူတို့ပြောနေကြစကားတိုင်းပေါ့နှစ်ယောက်ကြာနင်းထဲအနှစ်ယောက်ကြာငါ့ကိုပဲတက်တက်လှုပ်ချစ်နေတာမျိုးမယေကြီးကိုကြွားတည်ရမလားမခံမြင်နိုင်တဲ့စကားတွေကိုပြောလှုပ်လိုက်တာ။နှစ်ယောက်ကြာငါ့ကိုပဲတက်တက်လှုပ်ချစ်နေတာ။ အာနေရာစိတ်ဝင်စားစရာမှာမကောင်းတာတော့အခုချိန်မှာငါနေဝင်ကြည့်လိုက်ရတဲ့ချိန်မှာနေရာတော်တော်ရုပ်ဆိုးတာပဲတော့အဲ့လိုမျိုးတွေကပညာမဲတဲ့ဇာတ်တွေပြောလို့လိုက်တာပြောရတဲ့ချိန်မှာအိုက်မင်းရဲ့ကြီးကလည်းသူစိတ်ကြီးလဲခံစားရပေါ့သူ့ကလေးတွေရှိနေရောလဲပွာဖို့ရတယ်မဖြစ်ဘူးဆိုတဲ့စိတ်နဲ့နေနေတာပေါ့ဟာဒီရဲ့မှာအဲ့မှာသူ့ငယ်ချင်းတွေပါတယ်တော့ပွာဖို့ပြောတာပေါ့နော်ဒီလိုမျိုးကောင်းနေမပတ်သက်ဖို့ဘာညာပြောပေမဲ့ သူကလည်းချစ်တာတကြောင်သူကလေးတွေရတကြောင်နဲ့မကွာမကွာဖြစ်ဘူးပေါ့နော်တဖြည်းဖြည်းနဲ့သူ့ယောက်ျားအရန်ဆိုးွားလာတာတဲ့အဲသူ့ကိုဘာတီးပြောလို့ဆိုတော့သူတို့နှစ်ယောက်ကအတူတူပဲယူတော့မှာဗာညာပေါ့ပြီးတော့အဲ့ကောင်မှစာရီပို့ပြီးဆိုကိုကြီးကယ်မရမှာကိုကြီးနေပဲပေါ့နော်အာဒီသူ့ရဲ့အပြုစံဘဝကိုကိုကြီးကိုပဲပေးလိုက်ရတာဆိုတာကိုယုံတာတော့တော့ငါလည်းမပြောတော့ပါဘူးအဲ့ဒါထားလိုက်ပါတော့အဲ့ဒါနဲ့ပြီးလဲပြီးရောတဲ့နောက်ကြတော့တဲ့အဲ့ယောက်ျားပြန်ကိုပြန်မလာတော့ဘူးအဲ့မင်းမကိုအဲ့ GDB ကနေထုတ် ထုတ်ပြီးတဲ့အခါကျတော့သူတို့အိမ်တအိမ်နေလိုက်တယ်ဘောကသိရမလားပြီးတဲ့အခါကျတော့အဲ့မှာနေစားပြီးဇလန်းနေအစအနာကိုပြောက်သွားတာဟာသူကသူ့ယောက်ျားရဲ့တရင်အစနာလည်းမတွေ့တော့ဘူးလိုက်ရှာလို့လည်းမရတော့ဘူးမတွေ့ဘူးပေါ့အက်ကီတီဗီကိုသွားတော့လည်းနှစ်ယောက်လုံးရှာမတွေ့တော့ဘူးပေါ့အဲ့ဒါနဲ့တနှစ်ခွဲလောက်ကြာတဲ့အချိန်ကျတော့တဲ့အဲ့ယောက်ျားပြန်ပြီးတော့သူတို့အိမ်ရှိမှာပေါ်လာတာကွာပေါ်လာတဲ့အချိန်မှာသူကမှတ်တောင်မှန်းမိပြီးပိန်လဲပြီးတော့အေးကြိုက်နေတာပြောရအောင်အရင်ကြက်ဖြစ်နေပေါ့ဟာ ဖြစ်ပြီးမှပြန်ပြီးကံမှသူကနေပြီးဟဲ့ဘလို့ဖြစ်တာလဲဘာညာပေါ့အဲ့ချိန်မှာမှအိုက် KTB ရဟာမှာလဲအာကြောင်ယောဂရ KTB ရဟာမှာလဲအဲ့မှာဟိုပထမလင်ကြီးရလဲရှိတယ်ပြီးလဲပြီးတော့သူ့ရဲ့ဌာနသူ့ရဲ့ဌာနဆိုတော့သူ့ရဲ့ KTB ကိုပဲပြန်သွားအမမင်းရဲ့ကြီးစီကိုအဲ့နေရာပြန်ရောက်လာတယ်တဲ့ပြန်ရောက်လာတဲ့အခါကျသူကဆေးတွေပါခုပေးဖို့ဒီရဲ့မှာဆေးတွေပါခုပြုစုပါတယ်တဲ့အဲသူသားလေးတွေရဲ့မျက်နှာလဲရှိတော့ဗောဟဲ့ဒီရဲ့မှာနောက်ထပ်လာအောင်မယ်ခဏဆောင် တော်တော်လေးကိုလီစားစရာကောင်းတဲ့အမပဲရှင်သူ့ရဲ့ယောက်ျားဖို့လည်းတော်တော်လေးကိုချစ်ရှာမယ်နော်သူ့ကိုဒီလိုမျိုးလှုပ်သွားတာတောင်မှနော်သူ့မှာဒါပြန်ပြီးတော့ပြုစုပေးနေရရှင်တကယ်ဆိုလို့ရှင်တော့နော်ပြုစုပေးစရာတော့မလိုရှင်သူ့ရဲ့ယောက်ျားကိုတော်တော်ချစ်ရှာတာနော်တကယ်တမ်းဆိုလို့ရှင်အဲ့လိုမျိုးယောက်ျားတွေကလှဲ့တော့မကြည့်တုံရှင်သူ့ရွေးလိုက်တဲ့လမ်းလေနော်သိုးတီဖြစ်ဖြစ်ကောင်းတီဖြစ်ဖြစ်နော်သူ့ပဲခံစားရမှာရှင်ဒီလိုမျိုးလက်သင့်ခံပြီးတော့ပြန်ပြီးတော့ပြုစုပေးတဲ့ဒီမယေကြီးကနော်တော်တော်လေးကိုစိတ်တက်ကမုံမြတ်ပါရရှင်နောက်ထပ်ဒီအမဆက်ပြီးတော့ပြောထားတာရှိသေးရရှင်ဒီဗျူဖိုင်လေးကိုလည်း ယ်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်ရှင်ကဲအဆက်ကိုလာမေးကြလို့အဆက်လေးပြောမယ်ပေါ့နော်အမမအဲ့အမစီကိုအဲ့အကိုကြီးကပြန်ရောက်လာတယ်အမမန်တခုတွေ့တယ်တနစ်ခွဲလောက်နဲ့ဒီကြိုက်တာအဲ့လောက်ရုပ်ပြစင်ပြန်မဖြစ်ဘူးဆိုတာပြပြအောင်မယ်တနစ်ခွဲကသူ့အိမ်ကနေပြီးတော့ထွက်သွားပြီးတော့အဆက်အသွယ်မရလာတနစ်ခွဲရှေ့မှာဖောက်ပြန်တဲ့အချိန်မျိုးတွေဟာရှိသေးတယ်ဆိုတော့ကပြည့်မလား အဲ့လိုမျိုးရှိတော့သူကဘလို့ဖြစ်တော့ဆိုတော့စိတ်ထောင်းလို့ကိုကြည့်တာရောအများကြီးပေါ့သူခန္ဓာတွေမှာအဲ့ဒါဆက်ပဲပြောလိုက်တော့မယ်အဲ့နဲ့ရောက်လာတယ်ရောက်လာတဲ့အချိန်မှာအဲ့အမကလည်းအရင်ငိုခဲ့တယ်သူ့ယောက်ျားကသူ့ယောက်ျားလည်းငိုခဲ့တယ်သူလည်းငိုခဲ့တယ်ပေါ့ဒါပေမဲ့သူကအဲ့အချိန်မှာပြပြရမယ်အဲ့လိုဆက်ဆာဖောက်ပြန်တော့သူကဘသူကအရင်လာပြောရလဲဆိုသူ့ယောက်ျားနဲ့ KTV သွားဖို့သွားပြတဲ့ငွေချင်းကသူ့ကိုလာပြောတာအဲ့တဲ့ငွေချင်းကသူ့ယောက်ျားကိုပြောတယ်ပေါ့နော်မင်းဒါတွေကပေါ့နော်ဟိုအပျော်ကအပျော်ပဲကောင်းတယ်သူတို့ဘီယာသွားတောင်းရင်တော့မှအဲ့ KTV ကောင်မှသူအားတဲ့အချိန်သူမဝင်ရတဲ့အချိန်ဆို ိုက်လိုက်လာတာမျိုးရှိတယ်နေကင်းနေနေတွေပါတယ်ပေါ့နော်သူနားတဲ့အချိန်နားရက်တွေပါတယ်ဆိုလိုက်လာမျိုးတွေရှိတဲ့အခါကျတော့ပြော့ပြတာနောက်သူပြောလို့မရတဲ့အဆုံးကျတော့သူ့ရဲ့မိန်းမကိုသွားပြောတာ ညီမလေးညီမလေးယောက်ျားတော့ဒီလိုဒီလိုဖြစ်နေတယ်အဲ့အတွက်ကြောင့်မလို့တားပါအောင်ဆွဲချိန်မှာတားတယ်တားတဲ့ချိန်သူ့ယောက်ခမအမကြီးကိုလှမ်းပြောတယ်အမေအမေရဲ့ဒါဒီလိုလိုဖြစ်နေရဲ့လို့ပြောတော့တာသမီယုံစုံလုံးကန်းတော့အဲ့ယောက်ခမဘာပြောလို့ဆိုညီရပဲပို့နေတာသူ့ရဲ့အချိန်ကုန်သွားရင်တတ်သွားလိမ့်မယ်ဆိုပြီးပြောလိုက်တယ်ပြောလိုက်တဲ့အခါမှာဆိုသူ့ညီမလေးကိုလည်းပြောတယ်သူ့ညီမလေးကိုယ်တိုင်လည်းအဲ့လိုပဲပြောတယ်ယောက်မရဲ့ဘာမှဖြစ်တာမဟုတ်ဒါအပျော်ပဲဒီခေတ်ဒီကာလိုင်းမှာယောက်ျားတိုင်းရှိတယ်ဆိုပြီးတော့ပြောတာပြောတဲ့အခါကျတော့ဘလို့ဖြစ်တော့ဆိုတော့အဲ့ယောက်ျားကလည်းဒီလိုမျိုးတွေပါပြီးပါသွားပြုတ်သွားတဲ့အခါကျဘာနဲ့ပါသွားလဲဆိုတော့ပြပြရမယ် အောက်လန်းနေပါတချို့ကျမတို့ဒီနားကစိုင်နေမှာဆိုရင်ရှိတယ်သူတို့ကဗဇက်တက်ကနေထုတ်ပြောလို့မကောင်းတဲ့အရေးတွေကိုစိုင်းနေမှာအကုန်လုံးပတ်ထားတာရှိတယ်။ပြီးရင်လာသမျှလို့အောက်လန်းတသားနှစ်ပေါင်းပြေုံနေတောင်လုပ်လို့ရတဲ့အမျိုးတွေရှိတယ်ကွာ။တခုခုအစာအိုက်အကိုကြီးကိုဆိုရင်ဗဇက်ထဲကိုကျွေးတဲ့ဟာနဲ့လှုပ်ထားတာကွာ။တကယ်မကောင်းတဲ့ဟာနဲ့လှုပ်ထားတာ။လှုပ်ထားတာဖြစ်တဲ့အတွက်သူလည်းပြန်ရောက်လာရော သူ့မှာပါသွားတဲ့ဟာတွေအကုန်လုံးကသူ့လင်ကြီးကလာပြီးတော့ရော်ကြီးနှုတ်မှုဆိုတလင်းမယားဆက်နှစ်နဲ့တရားဆိုပြဘာညာတော်ကားတွေဆိုပြီးရှုပ်ရှက်တွေခတ်ပြီးတော့ပစ္စည်းရလဲပြီးခဲ့ရတယ်အဲ့မှာမှသူ့မိန်းမနေပြီးတော့သူ့လက်ရောက်လာတော့ခဏနေတော့သူကသူ့ရောက်ခမတွေသူ့ရောက်မတွေအိမ်ကိုလိုက်ပို့လိုက်တာအိမ်ကတိတ်မခွာတော့လိုက်ပို့ပြီးတော့အဲ့မှာနေငါနဲ့နေနေရလင်ငန်းများကပြတ်သွားပြီးမပေါင်းနိုင်ဘူးဒါပေမဲ့သူကစောင့်ရှောက်မယ်အကူတယောက်လိုပဲဘာကြောင့်လို့ဆိုသူအခုလိုစီးပွားရေးတွေပါလေလုံနိုင်အောင်ပြုနိုင်အောင်ဒီအကိုကြီးကမဖောက်ပြန်ငင်ကအဲသူနဲ့ရလေကလေးကအများကြီးထောက်ပံ့ပေးထားတဲ့ယောက်ျားဖြစ်တာဖြစ်တဲ့အတွက်ဆိုပြီး ော့သူ့ကိုသူ့ရဲ့ခမိုင်ပို့တော့ဒီယောဂါကိုသူ့ရောင်းမာတွေကယွန်းတလို့ပုံစံမျိုးနဲ့ဆက်ဆံနေတာ သူ့ယောက်ျားကိုအန်နဲ့သူ့ယောက်ျားကိုအစင်မပြောလို့ငါ့ကိုလာခေါ်ပါနင်တို့အိမ်မှာဘယ်နေရာလို့ဖြစ်ဖြစ်နေပါမယ်ဆိုခေါ်လိုက်တယ်ကွယ်ခေါ်လိုက်တဲ့အချိန်မှာဗာဆက်ဖြစ်တုံးဆိုတော့အဲ့အိမ်လေးကြာရော तू ကလင်းနေမြားခန်းတော့မရှိဘူး तू လည်းယောဂမကူဘူးဒါပေမဲ့ तू ကအကိုတရားကိုစောင့်ရှောက်ပေးတယ်အလိုမျိုးဒီလိုမျိုးယောဂဖြစ်သွားရင်တော့ဘယ်မိသားစုကမှတိတ်ပြီးတော့လက်မခံကျင်ကြဘူးရှင်တချို့ကြောင့်လည်းနော်ဒီလိုမျိုးယောဂကူးခန့်ရမှာလဲကြောက်တယ်လीနော်ဒါတော့မှတော်သေးရဲ့နော်အခုလိုမျိုးယောက်ျားပေါ်တီးတက်တဲ့မိန်းမရှိနေလို့နော်ဒီလိုမျိုးလုံးရက်ဒီကြောင့်နော်ဘယ်မိန်းမမှလက်သင့်ခံမှာမဟုတ်ဘူးရှင်ဒီအမမ လို့နော်ဒီအမရဲ့စိတ်ဓာတ်ကတော်တော်လေးကလေးစားစရာကောင်းပါတယ်ရှင့်တချို့ကြောင့်လည်းရှိသေးရင်နော် GDP ကိုသွားတိုင်းဒီ sorry ကမကောင်းတာလှုပ်ရှားတာမဟုတ်ဘူးလို့ဘာလို့ပြောရတဲ့သူတွေလည်းရှိသေးရဲ့ရှင့် GDP မှာလှုပ်ပြီးတော့နော်ဒီလိုမျိုးမလှုပ်ရှားဘူးဆိုတာဖြစ်နိုင်ပါမလားရှင့်ကျွန်မရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်တကယ်ချင်းလို့လည်း GDP file ကိုကြည့်ပြီးတော့ဘူတူတာတစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင့်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင့်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်